တတ်တော်ထင်ရှားရှိတဲ့ဖရာရှင်ကိုကတ်လူရတဲ့စွန်တန်နတ်နဲ့ဖရာစင်မှာရှိတဲ့ဖရာစင်တုကိုကတ်လူရတဲ့စွန်တန်နတ်ဟာကုသိုလ်ထတ်တူညီရနိုင်ပါရဲ့လားတဲ့အရှင်ဖရာတတ်တော်ထင်ရှားရှိတဲ့ဖရာရှင်ကိုကတ်လူရတဲ့စွန်တန်နတ်နဲ့ဖရာစင်မှာရှိတဲ့ဖရာစင်တုကိုကတ်လူရတဲ့စွန်တန်နတ်ဟာ ကုသိုလ်ထတ်တူညီရနိုင်ပါရဲ့လားတဲ့ဝိမာနဝိတုပါဠိတော်မှာတိဋ္ဌံတိနိဗ္ဗူတိစာပိတမေစိတ်တိတမံဖလံစေတောပဏိတိဟေတုဟိတတ္တကိစ္ဆန္တိတုတ်ကတိလို့ဆိုထားပါတယ်အဘိဓေကတော့တတ်တော်ထင်ရှားဖျားရှင်ကိုဖြစ်စေပရိနိဗ္ဗာန်ဝင်ဆံသွားပြီဖြစ်တဲ့ဖျားရှင်ကိုဖြစ်စေတူမြတဲ့တရားတရားဖြစ်မယ်ဆိုရင်တတ်တော်ထင်ရှားဖျားရှင်ကိုကိုးကွယ်စည်းကပ်တဲ့အကျိုးနဲ့အတူတူပဲလို့ဆိုလိုခြင်းဖြစ်ပါတယ် မိမိကမိမိအိမ်မှာပူဇော်ထားတဲ့စင်တုတော်ကိုတတ်တော်ထင်ရှားဖရာရှင်တကယ်သို့သဘောထားပြီးဖန်ကတ်မယ်ဆိုရင်တတ်တော်ထင်ရှားဖရာရှင်ကိုဖန်ကတ်လူရတဲ့အကျိုးနဲ့အတူတူပဲဆိုတာကိုမှတ်သားထားရမှာဖြစ်ပါတယ်နော်အရှင်ဖရာငငယ်တုန်းကစိတ်တကောင်ကိုကင်ပေါင်းမိတာတည်သွားပါသည်ယခုအသက်ကြီးလာတော့စိတ်ဆွဲပြီးဘယ်နေ့တတိတော်ဝစ်လိုက်မလဲစဉ်းစားမိပါသည်တဲ့အခုတို့တစ်ခုကိုပြုတ်ပြီးပြီဆိုရင် ပြန်ပြီးမတွေးပါနဲ့နော် ပြန်တွေးလို့ဘာကောင်းကျိုးမှ ဖြစ်မလာပါဘူးဒါဆိုရင်ဘယ်လိုနေရမလဲတမန်ပဒံတရား၄ပါးကိုနှလုံးသွင်းပြီးနေပါတမန်ပဒံတရား၄ပါးကဘာဒီလဲဆိုရင်၁ဥပ္ပန္နပပကပဟာယဝါယမဖြစ်ပြီးသောအကုသိုလ်တရားတို့ကိုပြန်လည်၍မအောင်မေ့ပဲ အပြီးတိုင်ဆုံးပြခြင်း၂အနုပ္ပန္နပပကအနုပါဒာယဝါယမ မဖြစ်သေးသော အကုသိုလ်တရားတို့ကိုမဖြစ်အောင်ကြိုးစားအားထုတ်ခြင်း၃အနုပ္ပန္နကုသလဥပါဒါယဝါယမမဖြစ်သေးသောကုသိုလ်တရားတို့ကိုဖြစ်အောင်ကြိုးစားအားထုတ်ခြင်း၄ဥပ္ပန္နကုသလဥပါဒါယဝါယမဖြစ်ပြီးသောကုသိုလ်တရားတို့ကိုအဖန်ဖန်အောင်မေ့၍စင်ကျင်ပွားများအားထုတ်ခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာတမတ်ပဒံတရား၄ပါးပဲဖြစ်ပါတယ် ဤတမပရံတရား၄ပါးကိုနှလုံးသွင်းဆင်ခြင်ပြီးတော့နေပါလို့ပြောခြင်းပါတယ်နော်ယခုလို online ပေါ်မှာဓမ္မအမေးအဖြေတွေဖြေဆိုဟောကြားပေးရတဲ့ရည်ရွယ်ချက်ကိုအများသူကသိအောင်ဖြေကြားပေးပါစေရတော့တဲ့သူတော်ဝါဓမ္မဝိဇာနန္တိနရကလျာဏပပကံလူတွေဟာတရားကိုနာကြားရမှကောင်းသည်မကောင်းသည်ကိုခွဲခြားသိကြရ၏လို့စာရကမှာဆိုထားပါတယ်ဒါကြောင့် အကြောင်းအမျိုးမျိုးကြောင့်ဘာသာရေးဘက်ကိုအချိန်မပေးနိုင်တဲ့ဒကာဒကာမတွေခိတ္တခဏအွန်လိုင်းဖွင့်ကြည့်လိုက်တဲ့အချိန်မှာဦးသိန်းရဲ့ဓမ္မအမိအဖြေတွေကိုကြည့်ရပြီးအကောင်းအဆိုးများကိုခွဲခြားပြီးသိပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့အခုလိုအွန်လိုင်းပေါ်မှာဓမ္မအမိအဖြေတွေကိုဖြည့်ဆို့ဟောကြားပေးရခြင်းဖြစ်ပါတယ်နားလည်ပါစေနော်အရှင်ဖရာတပည့်တော်လူသုံးဦးဤအသက်အားကဲခဲ့ဘူးသလိုတတဝါလေးတွေရဲ့အသက်ကိုလည်းအချိန်ပေါင်းမကကဲခဲ့ဘူးပါတယ် အဲ့လိုကြတဲ့အကျိုးဘလောက်ကြီးလဲသိကြင်ပါတယ်ဖရာအရှင်ဖရာဖြေးချပေးတော်မူပါအရှင်ဖရာစိတ်ကြမှာပါစေကိုကြမှာပါစေတဲ့အောင်ချင်းရှိပါတယ်မှာဘဂဗျမကြီးဆိုတာကိုကြားဘူးကြပါလိမ့်မယ်အဲ့ဒီဘဂဗျမကြီးဟာ အသက်အရန်ရှည်လုံးတဲ့အတွက်ကြောင့်သူ့ရဲ့ဗျမဆဖြစ်တဲ့ဘဝကိုတောင်မှမှမမိတော့ပါဘူးသူဟာဘာကြောင့်အဲ့ဒီလောက်ထိအသက်ရှည်တဲ့ဗျမကြီးဖြစ်ရတာလဲဆိုရင်ဘဝတစ်ခုမှာတုန်းကသူဟာတကူးကြီးတဲ့ရသေးကြီးတူဖြစ်ခဲ့ဘူးပါတယ် ။တနေ့မှငကားတကောင်ကလူပေါင်းမြောင်များစွာကိုတက်ဖြတ်ဖို့လုပ်နေတဲ့အချိန်မှာအဲ့ဒီတကူကြီးတဲ့ရသေးကြီးဟာဂလုံးရောင်ဖန်ဆင်းပြီးတော့ငကားကို၆လမ်း၍လူပေါင်းမြောင်များစွာဤအသက်ကိုကဲခဲ့ပူပါတယ်။အဲ့ဒီကုသိုလ်ကောင်းမှုကြောင့်ယခုလိုအသက်အလွန်အလွန်ရှိတဲ့ပြမကြီးဖြစ်ရတာပါ။ဒါကိုမြတ်စွာဘုရားကပြန်လည်ပြီးဟောကြားပေးခြင်းဖြစ်ပါတယ်။ဒါကြောင့်လူတွေရဲ့အသက်ကိုတတ္တဝါတွေရဲ့အသက်ကိုကဲတင်ပေးခြင်းဟာဖြစ်လျာဘဝမှာအသက်ရှိတဲ့အကျိုးကိုရတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ် အရှင်ဖုရားမေလျှောက်ခွင့်ပြုပါဖုရားအမျိုးသမီးလေးတယောက်ကသူ့ဆန်ရွယ်ရှိကိုတန်ဃာတော်တွေအတွက်ခြေတုပ်လုပ်ပေးတာကုသိုလ်ရလားဖုရားငုံမြတ်တဲ့အလှူလားဖြေးချပေးပါဖုရားတဲ့ကုသိုလ်အလုပ်ကိုလုပ်တဲ့နေရာမှာပညာနဲ့တရားညီညာဖို့လိုပါတယ်ပညာမပါပဲလုပ်တဲ့အလုပ်ဟာကုသိုလ်ရဖို့ထက် အကုသိုလ်ဖြစ်ဖို့ကပိုများပါတယ်ငုံမြတ်မှုလည်းမရှိပါဘူးနော်ယဟန်တွေဟာအမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ကို ်ဘယ်နေရာကိုမှထိလို့မရပါဘူး။တာယာတဲ့စိတ်နဲ့ထိမိမယ်ဆိုရင် ထိမိတဲ့ယဟန်ဟာတန်ခါဒိဋ္ဌိအဘတ်သင့်ပါတယ်။တာယာတဲ့စိတ်နဲ့မဟုတ်ပဲယူယူသားသားထိမယ်ဆိုရင်လည်းပဲဒုက္ခအဘတ်သင့်ပါသေးတယ်။ဘယ်လိုအကြောင်းကြောင်းနဲ့ပဲဖြစ်ဖြစ်ယဟန်တွေဟာအမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ကိုဘယ်နေရာကိုမှထိလို့မရပါဘူး။အဲ့ဒီလိုထိလို့မရတဲ့အတွက်ကြောင့်မိမိကကုသိုလ်စိတ်နဲ့လှုပ်လိုက်တာမှန်တော်လေပဲယဟန်တွေမှာအဘတ်တင့်သွားပါတယ် ဒါကြောင့်ဒီလုံရက်ဟာကုသိုလ်ရဖို့ဆိုတာထက်အကုသိုလ်ဖြစ်ဖို့ကလည်းပိုများတယ်လို့ဝန်မြတ်မှုလည်းမရှိဘူးဆိုတာကိုသိထားဖို့လိုပါတယ်နော်အရှင်ဖေယတန်ခါယတနာတင်တယ်ဆိုတာဘာလို့ပါလဲဖေယတဲ့တန်ခါယတနာမဟုတ်ဘူးနော်သင်္ခါယနာလို့ခေါ်ပါတယ်သင်္ခါယနာရဲ့မူရင်းပါဠိသည်သင်္ကီတိဖြစ်ကြောင်းဝိနည်းပိဋကတ် စုလဝါပါဠိတော်မှာပြဆိုထားပါတယ်တင်္ဂါယနာကိုပုတ်ခွဲတဲ့အခါမှာတင်္ဂမကတပုတ်ယနာကတပုတ်ဆိုပြီးနှစ်ပုတ်ထွက်ပါတယ်အတိဘယ်ကတော့တင်္ဂမပေါင်းစု၍ယနာရွတ်ဆိုခြင်းလို့အတိဘယ်ရပါတယ်တင်္ဂါတော်တွေစုပေါင်းပြီးဖျားရှင်ရဲ့တရားတော်တွေကိုရွတ်အံတရေဆဲခြင်းအမှားပြုပြင်ခြင်းအတီးပြူခြင်းစတာတွေကိုပဲ တင်္ဃယနာတင်တယ်လို့ခေါ်ဆိုပါတယ်เนาะနားလည်ပါစေအရှင်ဖယားတတိတော်မှဖယားကိုတော်တွေမရပါဘူးဖယားဒါပေမဲ့စိတ်ကိုအမြဲတမ်းကောင်းမွန်အောင်ထားပါတယ်ကုသိုလ်ရနိုင်ပါသလားဖယားတဲ့ယသောဖယားကတပ္ပပပတအကရဏံမကောင်းမှုမှန်သမျှမလုပ်ပါနဲ့တဲ့เนาะဘာကြောင့်မကောင်းမှုကိုမလုပ်ခိုင်းရတာလဲဆိုရင် မကောင်းမှုမှန်သမျှဟာကောင်းကျိုးမပေးလို့ပဲဖြစ်ပါတယ်ကုသလတဥပတံပရာကုသိုလ်ကောင်းမှုကိုတော့ပြည့်စုံအောင် လုပ်ပါတဲ့ဘာကြောင့်ကုသိုလ်ကောင်းမှုကိုပြည့်စုံအောင်လုပ်ခိုင်းရတာလဲဆိုရင် ကုသိုလ်ကောင်းမှုမှန်သမျှသည်ကောင်းကျိုးပေးလို့ပဲဖြစ်ပါတယ်သစိတ်တပရိယောဓပနံမိမိစိတ်ကိုစင်ကြယ်အောင်ထားပါတဲ့စိတ်ကိုစင်ကြယ်အောင်ထားခြင်းစိတ်ကိုကောင်းမွန်စွာထားခြင်းဟာကုသိုလ်ဖြစ်ပါတယ်တိုးတော်လည်းပဲ စိတ်ကိုကောင်းမွန်စွာထားတဲ့နေရာမှာသူကြီးပဲမရပါဘူးเนาะအထက်ကဖော်ပြပေးတဲ့နှစ်ချက်ပါမှရပါတယ်မကောင်းမှုမှန်သမျှကိုမရှောင်ဘဲနဲ့မကောင်းမှုမှန်သမျှကိုကျူးလွန်နေမယ်ဆိုရင်မိမိကျူးလွန်ထားတဲ့မကောင်းမှုကိုပြန်လဲစင်ကျင်မိတိုင်းစိတ်မှာညင်ညူးရပါတယ်စိတ်ညင်ညူးနေပြီဆိုရင်စိတ်ကိုကောင်းမွန်စွာထားဖို့ဆိုတာဟာမဖြစ်နိုင်ပါဘူးเนาะဒါကြောင့်မကောင်းမှုကိုရှောင်ဖို့လဲလိုပါတယ် ကုသိုလ်ကောင်းမှုကိုလည်းပြည့်စုံအောင် လုပ်ထားဖို့လိုပါတယ်ကုသိုလ်ကောင်းမှုကိုပြည့်စုံအောင်လုပ်ထားတဲ့လူတယောက်ဟာမိမိပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုကိုပြန်လဲစင်ခြင်းမိတိုင်းစိတ်မှာပီတိဖြစ်ရပါတယ်စိတ်မှာပီတိဖြစ်နေတဲ့လူတယောက်ဟာစိတ်ကိုကောင်းမွန်စွာထားနိုင်မှာဖြစ်ပါတယ်ဒါကြောင့်စိတ်ကိုကောင်းမွန်စွာထားဖို့ဆိုလို့ရှိရင်မကောင်းမှုကိုလည်းရှောင်ဖို့လိုအပ်ပါတယ်ကောင်းမှုမှန်သမျှကိုလည်းပြည့်စုံအောင်လုပ်ဖို့လိုအပ်ပါတယ် ို့မှသာစိတ်ကိုကောင်းမွန်စွာထားနိုင်မှာဖြစ်ပါတယ်စိတ်ကိုကောင်းမွန်စွာထားနိုင်ပြီဆိုရင်ကုသိုလ်ဖြစ်မှာဖြစ်ပါတယ်